တခင်းတစ်ချိန်ကနာမည်ကြီးခဲ့ပြီးမှအခုချိန်ပြန်ပေါ်လာတဲ့မြန်မာနိုင်ငံရဲ့ခေပေါ်ဘရင်မှာရှင်ရှင်ပရိသတ်များအလုံးမင်္ဂလာပါရှင်လွန်ခဲ့တဲ့ဆယ်စုနှစ်တခုလောက်ကမြန်မာနိုင်ငံမှာခေပေါ်အလိုင်းလုံးကြီးတွေအရန်ကိုရိုက်ခတ်နေတဲ့အချိန်ကိုမှတ်မိကြမယ်လို့ထင်ပါတယ် Viola Flower ဆိုတဲ့ F4 ဇလန်တွဲတွေ Super Junior တို့ Tira တို့ရဲ့တချင်းတွေနေရာတကာမှာကြားနေရတဲ့ခေပေါ်အဲဒီအချိန်မှာမြန်မာနိုင်ငံမှာလည်းကိုပိုင် K-pop idol တယောက်ထွက်ပေါ်လာခဲ့ပါတယ်။သူမကတော့ရှင်းရှင်းမှာ ဘာကြောင့်အခုမှရှင်းရှင်းအကြောင်းထပြောရတာလဲဆိုတော့တစ်ချိန်ကအောင်မြင်မှုအမြင့်ဆုံးမှာရှိနေခဲ့ပြီးမှရုတ်တရက်ကြီးပရိသတ်တွေရှိကနေလုံးဝပျောက်ကွယ်သွားခဲ့တဲ့ရှင်းရှင်းကောင်အခုနှစ်ပေါင်းများစွာကြာပြီးတဲ့ချိန်မှာပရိသတ်ရှိကိုပြန်ပေါ်လာခဲ့လို့ပါပဲရှင်းရှင်းကကိုရီးယားကပြားလေးဖြစ်နေရပါဖခင်ကကိုရီးယားမိခင်ကမြန်မာဖြစ်တဲ့ရှင်းရှင်းဟာ K-pop ကိုအယူမိုးဖြစ်နေတဲ့ခေကြီးတွေမှာပရိသတ်တွေတော်တကယ်အိုင်ဒေါ်လေးတစ်ပါးဖြစ်ခဲ့ပါတယ်ဒုတိယချက်ကတော့သူရဲ့ style မှာ အဲ့ဒီခေတ်ကမြန်မာသချင်းအများစုကအေးအေးဆေးဆေးဘောလတ်တွေ slow roll တွေဖြစ်နေချိန်မှာရှင်းရှင်းရဲ့သချင်းတွေကမြူးကြတဲ့ dance ball တွေစင်ပေါ်မှာကရတဲ့သချင်းတွေဖြစ်နေခဲ့ပါတယ်။ K-pop idol တယောက်လိုပဲအဆိုကောင်းအကအကောင်းပြီးတော့ရုပ်ရည်လေးကလည်းချစ်စရာကောင်းတာကြောင့်လူငယ်တွေကြားမှာချက်ချင်းပဲပေါက်သွားခဲ့ရပါဘူး။ဒီမောင်ကမြန်မာနိုင်ငံရဲ့ K-pop ဘယင်မဆိုပြီးတော့တောင်မှတင်စားခေါ်ဝေါ်ခဲ့ကြပါတယ်။ သူမရဲ့နာမည်ဘလောက်ထိကြီးခဲ့တယ်လဲဆိုရင်အရိခေကအာရှမှာအောင်မြင်ဆုံးမင်းသား F4 ခေါင်းဆောင်ဂူကျွန်ဖြုံမင်းသားလီမင်ဟိုနဲ့ရှင်ရှင်တို့စေစားလိုက်ပြီဆိုတော့ဂေါလဟာလာအကြီးကြီးတခုတောင်ထွက်ခဲ့သေးရပါဒီတရင်ကဟုတ်မဟုတ်သူရဲ့အောင်မြင်မှုက level ကဘလောက်ထိရှိခဲ့တယ်ဆိုတာကိုပြသနေရပါဒိုင်မန်အင်အောင်စရာကောင်းတာကဒီလောက်အောင်မြင်မှုအမြင့်ဆုံးရောက်နေချိန်မှာပဲရှင်းရှင်းတယောက်ရုတ်တရက်ကြီးပျောက်သွားခဲ့ရပါ။တခြင်းအစ်စ်တွေလည်းမထွက်တော့ပဲပွဲတွေမှာလည်းမတွေ့ရတော့တာပါ။ ပြည်သက်တွေအားလုံးကရှင်းရှင်းပေးရောက်သွားလဲကိုရီးယားပြန်သွားပြီလားတကယ်ပဲအိမ်ထောင်ပြုတ်ခဲ့ရလားဆိုပြီးတော့မိကုန်းနေနဲ့ကြံရိတ်ခဲ့ရပါတယ်အခုနှစ်ပေါင်းများစွာကြာပြီးရဲ့ချိန်မှာတော့ရှင်းရှင်းတယောက်သူ့ရဲ့တငယ်ချင်းဖြစ်သူအဆိုတော် Viva Hain နဲ့အတူတွဲရိုက်ထားတဲ့ပုံတွေကနေတဆင့်ပြည်သက်ရှိကိုပြန်ရောက်လာခဲ့ပါပြီဒါပေမဲ့အားလုံးကိုအင်အားသင့်သွားစေမယ့်အချက်ကတော့သူ့ရဲ့လက်ရှိဘဝပါ အခုပြန်ပေါ်လာတဲ့ရှင်ရှင်ကအရင်လိုမျိုးခေပေါ့အိုင်တော့မဟုတ်တော့ပါဘူး။ဒီမကအရင်ကတည်းကပုံမရင်းချက်တင်ရင်နဲ့အိမ်တော်ရှင်မတယောက်ဖြစ်နေပါပြီ။ဒါတည်းမကသေးပါဘူး။ဒရင်နေအရာဆိုရင်သူမကကိုဝင်လဲလွယ်ထားရပြီလို့သိရပါတယ်။အာလုံးထက်ပိုအန်အောဖို့ကောင်းတာကသူမကအနုပညာအလုပ်တွေနဲ့လုံးဝဝေးကွာသွားပြီးတော့အောင်မြင်နေတဲ့စီးပွားရေးလုပ်ငန်းရှင်တတိမကြီးတယောက်ဖြစ်နေပါတယ်။ ူမနဲ့ပြန်တွေ့ခဲ့တဲ့အစိုးရပြည်ပိုင်ကလည်းရှင်းရှင်းဟာအခုဆိုရင်ငငယ်ကားလို့အမှုပညာအလုပ်တွေလုံးဝမလုပ်တော့ပဲအရန်ကိုတည်ငြိမ်ရကျတဲ့လူကြီးတယောက်ဖြစ်နေပြီလို့အတည်ပြုပြောဆိုထားပါတယ် ရှင်စင်းလောက်ကန်နေရဲ့စီးပွားရေးကလည်းတာမန်မဟုတ်ပါဘူး။ဒီမကိုယ်တိုင်အထူးကုစည်းကန်းကြီးတခုဖွင့်လှစ်ဖို့ပြင်ဆင်နေတာကိုတွေ့ရပါတယ်။တကယ်ကိုမထင်မှတ်ထားတဲ့ဘဝအပြောင်းလဲပါပဲ။တချိန်ကစင်မြင့်ပေါ်မှာမြမြွကြွကြွအကခုံတီးဆိုခဲ့တဲ့မြမခေပေါ့ဘရင်မာလေးတယောက်ကအခုတော့မိသားစုဘဝကိုတည်ဆောက်ရင်းနဲ့ကိုဝင်ဆောင်မိခင်လောက်တယောက်ဖြစ်တဲ့အပြင်အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တတိမကြီးတယောက်အဖြစ်နဲ့ပြောင်းလဲရည်နေခဲ့ပါပြီ။ပရိသတ်ကြီးတို့ရောရှင်းရှင်းကိုမှတ်မိကြသေးလား။သူ့ရဲ့ဘဲသချင်းတွေကိုအကြိုက်ဆုံးဖြစ်ခဲ့လေ။အခုလိုမျိုးသူ့ရဲ့ဘဝအသေး ကြောင့်ကြားရတဲ့အခါမှာဘယ်လိုခံစားရလဲဆိုတာမှတ်ချက်ရေးခဲ့ပါအောင်ရှင်ကြည့်ရှုပေးတဲ့အတွက်ပရိသတ်များအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်